ိုက်ပျိုးရေးဖေးထွက်ပစ္စည်းစပတ်ခုံမှလျှက်စစ်သားအားထုတ်လုပ်ပေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရာဝတီတိုင်းဒေသကြီးပန်းတနော်မြို့နယ်မှာစိုက်ပျိုးရေးဘေးထွက်ပစ္စည်းစပန်းခွန်ကနေတရက်စစ်တောင်းထုတ်လုပ်ပေးနေတယ်လို့သိရပါတယ်။အစူပါကဲတူထုတ်လုပ်တာကို Global Agro and Aqua Company ကပြုလုပ်နေတာဖြစ်ပြီးစွန့်ပြစ်ပစ္စည်းဖြစ်တဲ့စပန်းခွန်ကိုဝယ်ယူသုံးစွဲထားကြောင်းတောင်သူတွေအတွက်တစ်ဖက်တလန်းကနေဝင်ငွေပိုမိုရရှိနိုင်မယ်လို့ဆိုပါတယ်။ စပန်ခွန်ကားနေလျက်စစ်တအထုတ်လုံးမှုအနေနဲ့တရက်စစ်တအစနစ်မကောက်ဝက်ထွက်ရှိနိုင်မယ်လို့သိရပါတယ်။ လက်ရှိမှာလျှက်စစ်သားရရှိဖို့တဘာဝသံဝေးလောင်စာစီစတာတွေကိုအသုံးပြုထုတ်လုပ်ထားတာကြောင့်ကဘာကြီးပုံတွေလာမှုနဲ့ယာတိဥတုပြောင်းလဲမှုတွေဖြစ်ပေါ်နေတာပါ။ဒါကြောင့် Green Energy ဖြစ်တဲ့စပန်ခွန်လောင်စာသုံးလျှက်စစ်ရရှိအောင်ဆောင်ရွက်တာဖြစ်ပြီးတဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကို အကောက်အွဲအဖြစ်ဆောင်ရွက်သွားနိုင်မယ်လို့ဆိုပါတယ်။ ဆက်ရုံအထွေးမှာတစ်ပံကားဝါဂက်စီဖိုင်ယာဆက်နှလုံးတိဆောင်ထားပြီးလက်ရှိစမ်းသပ်လက်ပတ်မှုအဖြစ်ငားလုံးလက်ပတ်ပြီးဖြစ်တယ်လို့ဆက်အားလုံးလက်ပတ်နိုင်မှာကစနစ်မကားဝါထုတ်ပေးနိုင်မယ်လို့သိရပါတယ်လက်ရှိမှာအလုတ်သုံးဆွဲမှုအနေထားအရာတစ်မကဝတ်တလုံးသာလက်ပတ်နေခါတစ်မကဝတ်အတွက်တနာဤကို စပတ်ခွန်တစ်တရမ6ထန်းအသုံးပြုနေရတယ်လို့သိရပါတယ်ရှင်။